အသေးဖွဲလေးကြီးကြတော့ကိုကအအမကလည်းအလုံးများတတ်တဲ့သူဆိုတော့လေကိုကအားနာတယ်သွားပြောအောင်အမြဲတမ်းဒါပေမဲ့အမကြီးရယ်ဆဆပြီးတော့လာပြီးတော့ပြောပြရပေါ့တော့ချယ်ယူအမြဲတမ်းဖေးမှရယ်ဆိုတော့အအရန်လဲကျေးဇူးတင်တယ်အပြီးတော့ကြတော့ဒီအမတို့ဒီလိုမျိုး supporting လုပ်ပေးရတာနဲ့တန်အောင်လဲချယ်ယူအများကြီးပို့ပြီးတော့စ조사ပါမယ်လို့ပြောချင်ပါတယ်ကိုမြမာမယ်တယောက်အနေနဲ့မဒီကိုအရန်ကြည်နဲ့အားရမှုရှိတယ်။ကိုရှေ့မှာပေါ့နော်အရန်အားကြခဲ့ရတဲ့ ကျင်းနဲ့သဘောကျခဲ့ရတဲ့စီနီယာတယောက်ရဲ့နေရာမှာကွာဂျူနီယာအဖြစ်ဝင်ရမယ်ဆိုတော့ကိုယ်လည်းကြားလို့ရှိရင်ဘယ်လိုလုပ်မလဲဆိုပြီးတော့စိတ်သက်ခွန်အားရင်ရပါတယ်အဲ cherry နေနေကကြတော့အတာဝန်ကြီးတာလို့လည်းပြောလို့ရတယ်လို့နောက်ကနေပြီးတော့တွန်းအားဖြစ်တယ်လို့လည်းပြောလို့ရတယ်ပေါ့နော်။မဒီကတော့အရန် support တယ်။ ပြောရရင်ဒီမဒီကိုအစီအနီးရဖြစ်တာရန်ကန်ကောင်းတယ်လို့ပြောရမယ်ပေါ့နော်။ဘာဖြစ်လို့လဲဆိုတော့အမြဲတမ်း cherry ဥပမာဒီ visa သွားလောက်တယ်ဆိုလို့ရှိရင်သူသိရတယ်။ဒီမှာလေ visa လောက်နေရလား visa ဆိုလို့ရှိရင်တော့ဘလို့ဘလို့ရှိရယ်နော်။အမတော်ကဆိုဘလို့ဖြစ်ခဲ့တာသူလာပြောတယ်။အနောက်တော့ဒီ super chat ဆိုလို့ရှိရင်အဲ့လိုပဲပေါ့နော်။ cherry super chat မှာဘလို့ဘလို့လေးလောက်ဘလို့ဘလို့လေးပြောတယ်သူအမြဲတမ်းပေါ့နော်။အဲ့ဒီ cherry ကိုကကြတော့ဒီအမကိုအရန်အရေးကြီးတဲ့အရာမျိုး မှပဲကိုသွားတိုင်မင်းဖြစ်တာပေါ့နော်ဒီအသေးဖွဲလေးကြီးကြတော့ကိုကအမကလည်းအလုံးများတတ်တဲ့သူဆိုတော့လေကိုကအားနာတယ်သွားပြောအောင်မအမြင်တယ်ဒါပေမဲ့အမကကြီးလည်းဆဆပြီးတော့လာပြီးတော့ပြောပြရပေါ့နော်ချယ်ရီအမြင်မ်းဖေးမှရဲ့ဆိုတော့အဲရန်လဲကျေးဇူးတင်တယ်အဲပြီးတော့ကြတော့ဒီအမတို့ဒီလိုမျိုး supporting လုပ်ပေးရတာနဲ့တန်အောင်လဲချယ်ရီအများကြီးပို့ပြီးတော့ကြိုးစားပါမယ်လို့ပြောချင်ပါတယ်မဒီရဒီပြိုင်နေတဲ့တောက်လျှောက်မှာလဲချယ်ရီတောက်လျှောက်ကြည့်ပြတယ်မဒီကိုအမြဲတမ်းလဲအားပေးပြတယ်ဒီအမြဲတမ်းလဲ post တွေ share ပြီးတော့ပေါ့နော်ဆိုတော့အစားဆုံးတွေ့မြင်ရတဲ့အခါမှာဒီ ကိုမြမမယ်တယောက်အနေနဲ့မဒီကိုအရန်ကြည့်နေအားရမှုရှိတယ်ဆိုတော့အခုချိန်မှာကိုကမဒီရဲ့ဒီဂျူနီယာအဖြစ်ရောက်လာတဲ့အခါမှာလဲကိုရှေ့မှာပေါ့နော်အရန်အားကြခဲ့ရတဲ့ကျင်းတဲ့သဘောကြခဲ့ရတဲ့စီနီယာတယောက်ကိုပေါ့နော်အဲစီနီယာတယောက်ရဲ့နေရာမှာကိုကဂျူနီယာအဖြစ်ဝင်ရမယ်ဆိုတော့ကိုလည်းကြားလို့ရှိရင်ဘယ်လိုလုပ်မယ်ဆိုပြီးတော့စိတ်သက်ခွန်အားအရန်ရပါတယ် အဲ cherry နေနေကကြတော့အဲတာဝန်ကြီးတာလို့လည်းပြောလို့ရတယ်လို့နောက်ကနေပြီးတော့တွန်းအားဖြစ်တယ်လို့လည်းပြောလို့ရတယ်ပေါ့နော်အဲဘာဖြစ်လို့လဲဆိုတော့အများကြီးကလည်း supporting ပေးကြတယ်တချို့ဆိုလို့ရှိရင်ဒီ Maddie ကိုချစ်ကြတဲ့ fan တွေကနေပြီးတော့သူ့ရဲ့ junior ဖြစ်တဲ့ cherry ကိုလည်းချစ်ပေးကြတယ်ဆိုတော့ cherry အနေနဲ့ကတော့ဒါအဲကောင်းမွန်တဲ့အဲဒီအရာတခုလက်ခံရရှိလိုက်တယ်လို့ပဲပြောရမယ်တာဝန်ကြီးရယ်ဆိုတာထက်ပေါ့နော် cherry ဆက်ပြီးတော့စူးစမ်းဖို့အတွက်တွန်းအားတခုရှိမှဒီရှိနေတယ်လို့ပဲ cherry က ယူဆပါတယ်ဟုတ်အဲသဘောကျတာတွေကအရင်များတော့ဘယ်ဟာကိုပြောရမှန်းတောင်မှမသိဘူးအကုန်လုံးကိုသဘောကျတယ်အဲသဘောအကျဆုံးတစ်ခုဆိုလို့ရှင်เนาะ cherry ဒီ super model challenge ပေါ့เนาะ top model challenge ကိုအရင်သဘောကျတယ်ဘာဖြစ်လို့လဲဆိုတော့မတီးဒီဒီမြန်မာနိုင်ငံမှာလည်းလုံးဝဒီ super model တယောက်ဖြစ်ရက်တည်နေတယ်နောက်ပြီးကျတော့ဒီ မတီးပြိုင်ခဲ့တဲ့ပေါ့နော်ဒီ Model Academy တုန်းကဒီကိုစင်အောင် recommend ပေးလို့ပဲ model ဖြစ်လို့ဖြစ်ဖို့ drag မတီးရမွေးဖွားလာတဲ့သူတယောက်ဆိုတဲ့အတိုင်းပဲပေါ့နော်အဲ့ဒီ challenge မှာဆိုလို့ရှိရင်တော်တော်လေးကို passionate ဖြစ်ဖြစ်ရှင်ပြိုင်တာလည်းတွေ့ရတယ်ပြီးတော့ကျတော့ဒီသူ့ကိုစင်ပေးရဲ့ designer တွေရဲ့ design တွေကလည်းအရန်မိုက်တယ်လုံးဝဒီ runway model ရဲ့ mood ကိုရတယ်ပေါ့နော်ဒီတော်တော်များများကြတော့တချို့တွေကပေါ့နော်ဒီလို evening gowns တွေအဲ့ဒီ round မှာဝေးကြတာတွေ့ပြီမဒီကကြလုံးဝ modeling bag ကိုသွားထားတာဖြစ်တယ်ခတ်ဝတ်တွေမျက်နှာပေးတွေလည်းအရန်သဘောကြတယ်အဲ့ round ကိုတော့ချေ favorite လို့ပြောလို့ရတယ်ပါအဲအမပြိုင်ပွဲကိုကြည့်ပြီးတော့လဲ cherry သဘောကျတယ်ပေါ့နော်အမတော့ကတော့ဒီလိုလေးလုပ်တယ် cherry လည်းဒီလိုမျိုးလေးလုပ်ချင်တယ်သွားတိုင်မင်တာမျိုးရှိတယ်အမဆိုလို့ရှိရင်လေအခုနောက်ပိုင်းမှာ cherry ဒီအာ dress တွေကပေါ့နော် cherry အခက်ခဲလေးနည်းနည်းဖြစ်တယ်ပေါ့နော်ဒီမန္တလေးကဒီဇိုင်နာတွေတော်တော်များများ support ကြတာဖြစ်တဲ့အတွက်မန္တလေးကကြတော့သိတဲ့အတိုင်းပဲဒီငလျင်အကြီးကျယ်ထိထားတာဆိုတော့ဇိုင်နာတွေနည်းအခက်ခဲလေးတွေရှိတယ်ပေါ့နော် cherry ကိုဝစ်စုံလေးတွေ cancel သွားကြတာလေးရှိတယ်အထည်ကြီးလေးတွေ short ပြီးတော့ပေးသွားကြတာမျိုးလေးရှိတယ်ဒီခါမှာပေါ့နော်ဒီမတီးကအဲ့ဒီကိစ္စတွေကပါသူကူညီပေးရပေါ့နော် သူနဲ့အရင်ခင်တဲ့ဒီဇိုင်နာတွေနဲ့ချိတ်ဆက်ပေးရဲပြီးတော့ဒီဇိုင်းတွေလည်းသူကိုယ်တိုင်ရွေးပေးပြီးတော့တခြားလေးကို supporting ပေးပါတယ်။ပြိုင်ပွဲတော့လည်းအော်အမကပြောပြတယ် cherry တဲ့အခုချိန်တော့စိတ်တွေအရင်ပင်ပန်းနေမှာပေါ့နော်တဲ့ဒါပေမဲ့ Argentina ဟိုဘက်ရောက်လို့ရှင်ဒါတွေအကုန်လုံးမေ့ထားပြီးတော့ဟိုမှာပျော်ပျော်ပဲနေပေါ့နော်ကိုဒီအဲတငယ်ချင်းနေနဲ့ sisters တွေနဲ့စကားတွေပြောမယ်ပြောရွှေရွှေ moments လေးဖန်တီးပါတယ်အမတော်ကဆိုလို့ရှင်လည်းအဲ့လိုပဲတူတော်ကလည်းရှင်ပြီးတော့ချေရီကိုပြောပြတယ်ပေါ့နော်ဒီတူတော်ကဆိုလို့ရှင်လည်းအရန်အာ visa ကိစ္စတွေရောဝိစုံကိစ္စတွေရောအရန် စိတ်ဖြည့်စည်းတယ်ပေါ့နော်ဒီလိုစိတ်ဖြည့်စည်းမှုကြောင့်မလို့ပဲသူဒါနေတိုင်းငိုနေရတယ်ပေါ့နော်အဲ့လိုမျိုးတွေပြောပြတယ်ဆိုတော့အဲ cherry အစကတော့ထင်တယ်ပေါ့နော်အော်ငါဘဲဖြစ်တာပဲလားပေါ့ဒါပေမဲ့အော်အမတော်ကလည်းဒီလိုဖြစ်တာပဲဆိုတော့စိတ်နေပေါ့နော်ဒါပေမဲ့ဒီຢာတွေကြော်ဖြတ်ပြီးတော့ဒါအကောင်းဆုံးနေလာမယ်လို့တော့ cherry ယုံကြည်တယ်ဆိုတော့အပေးတဲ့အမမတ်ဒီကိုလည်းကျေးဇူးအများကြီးတင်ပါတယ်ဟုတ်မတ်ဒီလည်းပေါ့နော် cherry ကိုအခုလိုမျိုးအသေးစိတ်လေးအစားလိုက်ပြီးတော့ကြည်ပေးရဲဆောက်ရှောက်ပေးရဲ supporting ပေးတဲ့အတွက် cherry အရန်ဝမ်းတာတယ်ကျေးဇူးလည်းတင်ပါတယ်